နိုင်ငံသားဆောင်သူလူရဲ့အသက်ကိုကယ်တင်ခဲ့တဲ့အမျိုးသမီးဘတ်စကားဒရိုက်ပါ လောကမှာလူကောင်းသူကောင်းတွေနဲ့တွေ့ဆုံရခြင်းဟာလည်းမင်္ဂလာတစ်ပါးပါပဲ။အထူးသဖြင့်အញ្ញံနှုံးနဲ့သွားနေတဲ့ဒီနေ့ခေတ်မှာလူတွေရဲ့စိတ်တွေကပိုကြိုလာတယ်၊ပိုဆက်လာတယ်လို့ဆိုရမှာပါ။စပတ်တော့မြန်မာနိုင်ငံမှာဆိုရင်လည်းလူဒန်းစားအများစုကနေဆင်သွားလာဖို့အတွက်ဘတ်စကားတွေကိုအသုံးပြုရတာပါ။ဘတ်စကားစီးရင်အဆင်မပြေမှုတွေ၊ညဉ့်ညူမှုတွေကို Facebook group တွေမှာအမြဲလိုလိုကြည့်ရကြပါရစေ။တခါတလေတော့လည်းဘတ်စကား driver သဘောကောင်းလို့ဒီနေ့ဘတ်စကားစီးရတာအဆင်ပြေစေဆိုတဲ့ပို့တွေကိုလည်းရှာရှာကြည့်ရပါရစေ။ဂျာကားခက်ဘလောက်ပဲဆူဆူလူကောင်းတွေရှိနေပါလိမ့်တယ်ဆိုတဲ့သဘော ောပါလားဒီဗီဒီယိုလေးမှာတော့နိုင်ငံသားဆောင်သူလေးတူရဲ့အသက်ကိုကဲတင်ပေးခဲ့တဲ့ကိုရီးယားနိုင်ငံကအမျိုးသမီး driver တူရဲ့အကြောင်းကိုသက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆိုရဲလူစီကားရာယူချင်းတေတာမှာတရုတ်ဆောင်သူလေးတူရဲ့အသက်ကိုကဲတင်ပေးခဲ့တဲ့အမျိုးသမီး driver ရဲ့ကိုယ်တည်ဟာကိုရီးယားမီဒီယာတွေမှာမွေးပြန်ခဲ့တာပါ။အသက်54နှစ်အရွယ်ကလေးနှယောက်မိခင်ဖြစ်သူလီစီယောင်ကယူချင်းတေတာမှာဘတ်စကားမောင်းရင်းနဲ့မိသားစုကိုရှာကျွေးနေသူတူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့လီစီယောင်မောင်းနေတဲ့ဘတ်စကားကိုစင်းနေလိုက်ပါလာတဲ့ဆောင်သူလေးတူကဘတ်စကားပေါ်မှာ ရုတ်တရက်တတိပေးသွားခဲ့ရပါအဲ့ဒီအကြောင်းကိုသိပြီးတဲ့နောက်မှာတော့လီစီယောင်းကကားကိုချက်ချင်းရပ်တန်းခဲ့ပြီးတော့တတိမိနေတဲ့ចောင်းသူလေးစီအပြေးသွားရောက်ခဲ့ပါတယ်လီစီယောင်းကတဝင်နေခြင်းမရှိဘဲနဲ့တပိမိမျောနေတဲ့ចောင်းသူလေးရဲ့အခြေအနေကိုစမ်းသပ်ကြည့်တဲ့အခါမှာတော့ចောင်းသူလေးကချွေးစီတွေပြန်နေပြီးတော့ဖြူပဖြတ်တော်နေတာပါလီစီယောင်းက3မိနစ်အတွင်းမှာပဲနီးစက်ရဆေးရုပ်ကိုသူ့မရဲ့ဘတ်ကားကိုမောင်းနေခဲ့ပြီးတော့ဆေးရုပ်ရောက်တဲ့အခါမှာတတိမိမျောနေတဲ့ចောင်းသူလေးကိုပွေချီပြီးတော့လေးတော်ကအရေးပေါ်အခန်းကိုအရောက်ပုတ်ကဆေးကုသတ်မှုခံယူစေခဲ့ရပါ ဆီယဝရရဲ့စစ်စစ်မှုအရာကိုရီးယားမှာကျောင်းလာတက်နေတဲ့တရုတ်ကျောင်းသူလေးကပိတ်ဆက်ကိုချစ်တာရင်စားတော့ခဲ့တာကြောင့်အာဟာရပြတ်လာပြီးတော့အခုလိုမူးမေ့လဲတာဖြစ်တယ်လို့သိရပါတယ်။ဆက်ပြီးတော့ဆီယဝရလေးကကျောင်းသူလေးအနေနဲ့ဆေးရုံကိုအချစ်မီမရဘူးဆိုရင်အသက်ဆုံးရှုံးလာနိုင်တယ်လို့လည်းပြောကြားခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုကြားသိပြီးတဲ့နောက်မှာတော့လီစီယောင်းကကျောင်းသူလေးရဲ့အသက်ကိုကဲယုံတာမကဘဲနဲ့ကျောင်းသူလေးအတွက်ဆေးကုဆေးတွေကိုပေးချေခဲ့ရပါ။နောက်ပိုင်းမှာတော့ဂျန်ကိုတက်ကတော်မှာကျောင်းတက်နေတဲ့တရုတ်ကျောင်းသူလေးကသူမရဲ့အသက်ကိုကဲတင်ခဲ့တဲ့လီစီယောင်းကိုကျေးဇူးတင်ကြ ပြောကြားခဲ့သလိုဂျန်ကိုတက်ကတို့ကလည်းလီစီယောင်းကိုသူတို့ရဲ့ចောင်းသူလေးကိုကဲ့တင်ခဲ့တဲ့သူရဲကောင်အဖြစ်သူတို့ရဲ့လူမှုကိုရဲ့ကျင်းမှာစားပေါင်းရိတ်ကအကုန်ပြုခဲ့ကြပါတယ် တရုတ်ကျောင်းသူလေးအတကောကဲတင်ခဲ့ရတဲ့ပတ်သက်လို့လီစီယောင်းကကျောင်းသူတွေတတိမင်းပြောနေတာလဲကြည့်ရောကျမသမီးလေးဖြစ်တယ်လို့ပါပဲ။ဂျာနဲ့ဘာမှမမြင်တော့ပဲသူမကိုပွေချီပြီးဆေးရုံကိုပြေးခဲ့တာပါ။ကျမကအခုကျောင်းသူလေးလို့သမီးလေးနှစ်ယောက်ရှိပါတယ်။ကျမသမီးလေးလည်းတနေ့ဘတ်စ်ကဆေးရဘတ်စ်ကအပေါ်မှာမူးလေးသွားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။တရုတ်ကျောင်းသူလေးရဲ့တရုတ်မှာတည်ဆိုင်ခဲ့တဲ့မိဘတွေကလည်းလီစီယောင်းကိုကျေးဇူးတင်ကြောင်းစာရေးပို့ခဲ့ကြသလိုတရုတ်ပြည်သူတွေကလည်းသူတို့လူမျိုးကိုကဲချင်ပေးခဲ့တဲ့အမျိုးသမီးဘတ်စ်ကဒရိုက်ဘာလီစီယောင်းကိုဂုဏ်ပြုတဲ့အနေနဲ့ဆရာဝန် ေစစ်သားတွေကိုဂုံပြုရမှာအသုံးပြုတဲ့စာလမ်းတွေကိုပို့ခဲ့ကြပါတယ်။လီစီယောက်ကအဲ့ဒီလက်ဆောင်တွေကိုမြင်ပြီးတော့ပီတိမျက်ရည်ကြခဲ့ကတရုတ်ကျောင်းသူလေးကတော့လီစီယောက်နဲ့ကြုံတွေ့ခဲ့ရတဲ့အကျွတ်နိုင်ငံရေးဆောင်မှာတခါမှမရဘူးတဲ့နှွေးချမှုကိုခံစားရကြောင်းနဲ့အဲ့ဒီအကျွတ်လီစီယောက်ကိုတသက်လုံးကျေးဇူးတင်ပြီးဒိယအောင်မင်းနေမှာဖြစ်ကြောင်းကိုပြောကြားခဲ့ပါတယ်။ တရုတ်ကျောင်းသူလေးကိုကယ်တင်ခဲ့တဲ့ကိုရီးယားအမျိုးသမီးဘတ်စကားဒရိုက်ဘာလီစင်ယောရဲ့လောရကတောင်ကိုရီးယားမှာရောတရုတ်နိုင်ငံမှာပါရေပန်းစားခဲ့ပြီးတော့ကမ္ဘာမှာလီစင်ယောလိုဘတ်စကားဒရိုက်ဘာတွေအများကြီးရှိပါစေလို့ဆုတောင်းခဲ့ကြပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူတွေကတော့ဘလို့အစာအိမ်မျိုးကိုပတ်ဆိုင်ထားပါသလဲ။အခုတင်ဆက်ခဲ့တဲ့ဗီဒီယိုလေးကိုအစွန်းကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုထူးဆန်းတဲ့အကြောင်းအရာတွေဗီဒီယိုလေးကိုကြည့်ရှုခန်းစားနိုင်စေဖို့အတွက်ညီမတို့ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow လုပ်ထားပေးဖို့အတွက်မြစ်ကြရက်ခံပါတယ်ရှင်။